ရေဖြူမျိုးနဲ့တဝဲဒူစီဝိုင်းစုံအေရာထဲမှာရှိတဲ့နဘူးလေချီတော်ရဘုရားအနီမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်တွေမန်းက24ရက်ဒီနေ့မော်လွယ်ပိုင်းမှာနှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။တဝဲဒူစီဝိုင်းစုံစီမံကိန်းပြန်စားဖို့စစ်ကောင်စီနဲ့ရုရှားနိုင်ငံအစိုးရသဘောတူညီမှုရှာပြီးတဲ့နောက်စစ်ကောင်စီတပ်ဟာမန်းက23ရက်ကစပြီးတဝဲဒူစီဝိုင်းစုံကိုဆင်အားဖြည့်တင်လာတာပါ။ အဲ့ဒီထဲကအင်အားတရာလောက်ရှိတဲ့စစ်ကြောင်းတစ်ကြောင်းဟာမလ20ရက်နေ့ကစလို့တဝဲထူစီပွားရေးဆိုတဲ့စစ်ကြောင်းထိုးလှူရှားနေတယ်လို့ဒေတာခန်ကပြောပါတယ်။ဒီနေ့မော်ရယ်တနားရီလောက်မှာတော့နဘူးလေဒေတာလက်ဆောင်ရောအနီးခြေတော်ရဖရာနီမှာနိုင်ဝဲလုံးနှစ်ဖက်ထိတွေ့ပြကမ်းမှုဖြစ်ပွားခဲ့ပါတယ်။ဒါကြောင့်တိုက်ပွဲဖြစ်တဲ့နေရာနဲ့အနီးဆုံးမှာရှိတဲ့ပရာဒလက်ဆောင် ထေကြီးကျေးရွာသူကဒေသခံပြည်သူတွေဟာရေးပေါ်စေဘေးရှောင်ထွက်ပြေးနေကြရတာပါတို့ရဲ့သူစီဝိုင်းဆိုစီမံကိန်းပြန်လည်အကောင့်ထဲဖော်ပို့တွေ့ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့စကောင်းစီရဲ့တိုင်ဝန်ကြီးချုပ်ကမလ7ရက်မှာတိုင်ဆိုးရရုပ်အစီအဝေးမှာ ပြောဆိုခဲ့ပါတယ်။အဲဒီနောက်မလ7ရက်ကစပြီးစကောင်းစီတဟာဒွေတူစီဝိုင်းဆိုထွေကအရင်နဲ့စိတ်ကန်းစီမံကိန်းအေရာကိုအင်အားဖြည့်တင်လာပြီးနမှုလေဒေတာတကြောစစ်ကြောင်းထုံနေတာဖြစ်ပါတယ်။